ပရိသတ်များအားလုံးပဲမင်္ဂလာပါ Gucci Channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာကျွန်တော်ရင်းရဲ့ Channel လေးကနေတင်ဆက်ပေးသားမယ့်ဇာတ်လမ်းလေးကတော့စာရေးသူရန်ဝင်းထိုးရေးသားထားတဲ့စာနီရောမောင်မတ်နှင့်မုတ်တလရွာတို့ကုညီချင်းဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်တင်ဆက်မှုလေးကိုမစခင်မှာပရိသတ်တွေကကျွန်တော်ရင်းရဲ့ Channel လေးကို Like and Subscribe လုပ်ထားပြီးတော့တင်သမျှတွေကိုသိနိုင်အောင်လို့ဘေးနားက Notification Bell လေးကိုလည်းနှိပ်ထားပေးကြပါဦးဗျာ ဒီဇင်နာလေးကိုတင်ဆက်ပေးသားမယ့်သူကတော့ကျွန်တော်ကိုခန့်မဲဖြစ်ပါရယ်။ကေတာဆွေနော့တင်ဆက်မှုလေးကိုစားလိုက်ကြရအောင်ဗျာ။တာယာရဲ့နေလေးတစ်နေ့ဖြစ်ပါရယ်။ယခုနေ့ရာသီဥတုကတော့တိမ်ထူတာကြောင့်နေပူကျင်းနေပါရယ်။ရာမကတော့ရင်ွေးအုပ်ကိုရေဖြည့်ပြီးတော့လဲမိဘကွေမှာတင်ထားလိုက်တယ်။ရင်းနေမစူမီလက်ကြရင်ွေးတွေကိုအကျမ်းပကံလေးကိုထည့်ထားလိုက်ပြီးတော့ကုပြစ်မှာထမ်းလိုက်ပါရယ်။သူကတော့ငါးဖမ်းမိန်အသွားတုံးနေပြီဖြစ်တာကြောင့်ကြောင်နဲ့တိုက်ပြီးသွေးနေမိတယ် ျုံမာကအတင်းတစ်ခုရှိတယ်။ကျုပ်ကိုင်းတဲ့အရာတွေဟာပြောင်းလဲနေမှကြိုက်တာ။များသောအားဖြင့်ကျုပ်သုံးများတဲ့အရာတွေဖြစ်တဲ့ငါးထုံးမိတ်နဲ့ကျုပ်ရဲ့အမြာကိုင်းပဲ။တိုင်းနဲ့တားငယ်မင်းတို့ဦးသောတစ်ခုခိုင်းစရာရှိသေးတယ်။ကျုပ်တို့ဘေးကူပြစ်မှာထိုင်ရင်ပြောလိုက်တဲ့ဥသောစကားကြောင့်ကျုပ်နဲ့ယာမကလည်းဥသောကိုပြိုင်လူကြည့်မိတာပေါ့ကျုပ်တို့ကိုသားလို့ခေါ်လိုက်တာလားဥသောဒိလီကွာမင်းတို့ကငါ့ရဲ့တွင်ရင်သားရင်မဟုတ်ပေမဲ့ ငါသေးသားရင်းလို့ပါပဲအဲ့ဒါကြောင့်သားလို့ခေါ်လိုက်တာမမကသားကြီးရာမမင်းရတော့သားငယ်ဦးသားစကားကိုကြားတော့ကျုံနဲ့ရာမကလည်းတော်တော်လေးပြောမိသွားကြတယ်ဒါဆိုကျုံတို့လည်းဦးသားကိုအဖေလို့ခေါ်လို့ရမလားရာမရဲ့မဝင်တရဲ့မိကိုလည်းဦးသားကတော့ပြုံးပြုံးကြီးနဲ့ကောင်းကြီးပြတယ်ဗျာကျုံရာမကိုကြည့်လိုက်တော့လည်းမျက်နှာမှာအပြုံးအနေနဲ့ပြေးသွားတယ်ဗျာဒါနဲ့ပဲကျုံတို့ကိုခိုင်းစရာရှိရဲဆိုတော့ဘာကိစ္စလဲဗျာ ဟောဟုတ်တာပဲတာကြီးပြောမှတတိရတော့တယ်ကိစ္စတော့တခြားမဟုတ်ဘူးကွာအဖေတို့ပြောင်းကင်းလေးကိုတော့ဝက်တအုပ်ဝင်သွားတယ်တပြေပြေဆက်ကပြောင်းကင်းဆိုအခင်းတဝက်လုံးဒီမှာပြတ်သွားတယ်အဲ့တော့ငါသားတို့ဒီညတော့ဝက်ပြစ်ပေးကြအောင်ဒါနဲ့ပြီတော့ဝက်အုပ်ကဘယ်နှကောင်လောက်ရှိမထင်နဲ့ကြုံမိလိုက်တော့လေဖေကတော့တစ်ချက်စဉ်းစားရင်းနေอืม၁၀កောင်၁၅កောင်တော့ရှိမထင်နဲ့ငါသားရဲ့ဘာဖြစ်လို့လဲ ဘာမှဖြစ်ပါဦးဖေရှာမရဲ့မြားခိုင်းကကျိုးသွားလို့အသက်လှုပ်ဖို့အကောင်ကြီးအတွက်ကိုမေးရပါအကောင်ကြီးအတွက်နေရင်တော့မနေ့ပြန်မှမြောင်လေးကိုသွားခုံးမလို့လေအကောင်ကြီးနေရင်ကျုပ်ကသာပဲပြစ်ပေးလို့ရပါတယ်ဒီအတွက်နေတော့မပူနေတော့ဖေဓမြရိစီကတနက်တည်းတင်ထားတယ်တနက်ကြီးလည်းပါတယ်ဒီတော့အခုညတော်ဝဲပြင်းရင်တနက်တည်းနဲ့ပြည့်တနက်ပြည့်လေးခြင်းတဲ့သဘောပေါ့ကွာဖန်ရင်လည်းဟင်းစားရတာပေါ့ မမှန်လေတောဝင်လှန့်သာပြီးသားဖြစ်တာပေါ့ကွာ။ငါဒါဆိုလဲညာကြရင်တနက်စကင်လို့ရပြီပေါ့။ဘာလို့လို့နဲ့မောင်မိုက်တဲ့ညာကိုရောက်ခဲ့ပါပြီ။ကျုံတဲ့ယာမကလည်းတနက်တယောက်တလက်နဲ့ပြောင်းခင်းစီကိုထွက်ခင်းတာပေါ့။ပြောင်းခင်းစီရောက်တော့ပြောင်းခင်းကြီးကတယ်ပင်ပေါ်တက်နေလာရင်တောဝက်လာလမ်းကိုစောင့်နေတာပေါ့။နေ့လယ်တစ်ခေါက်ကြည့်တော့ကတောဝက်တွေဝင်လာသည်ဟာပြောင်းခင်းရဲ့တောင်ဘက်ဖြစ်တာကြောင့်တောင်ဘက်ကိုလည်းတေချာချင်းနေမိတယ်။အချိန်ကလည်း၈နာရီကျော်၉နာရီခန့်ရှိပြီဖြစ်တယ်။ အမောင်ထဲမှာမိမထုံးမဲနဲ့ထိုင်နေတဲ့တုံးတဲ့ရာမကိုတောချင်ကြားကြီးတွေကဖိကိုင်းကြတာပေါ့ရာမခြေတန်နေကြတယ်တော်ဘက်အုပ်လာပြီချင်းနဲ့တနတ်တင်တော့တုံနာထဲမှာတော့အုပ်စုလိုက်လာနေတဲ့ခြေတန်လေးကိုကြားလိုက်ရတာကြောင့်ရာမကိုအသိပေးလိုက်ပါတယ်ကျုပ်ထင်တယ်လို့ပဲအမှန်တကယ်တော်ဘက်တွေဖြစ်ကြပါတယ်ပေါ်မဲမဲညာခါမှာတော့လာရောက်ကိုအားပြုပြီးအုပ်စုလိုက်ရောက်လာကြတာလည်းဖြစ်တယ်ကျုပ်ကလည်းပြည်ခွင့်ရှင်းတဲ့နေရာကိုရောက်တဲ့အချိန် တော့ဘတ်အုပ်ရဲ့ရှေ့ဆုံးကောင်ကိုလည်းချိန်ထားလိုက်ချင်းကျောင်းအရီလိုရွေးပြီးတော့ချိန်ရတီမှာကလည်းမိသည်အုပ်ဖွဲ့မဆိုးခေါင်းဆောင်ဖြစ်သူကရှေ့ကဥဆောင်လာတတ်တာကြောင့်ဖြစ်ပါတယ်ကျောင်းချိန်ထားတဲ့ကောင်ကြီးကလည်းကျုပ်တို့ပြောင်းခင်းစီကိုဥတီနေရလေကျေတော်လာတဲ့တနက်တန်တဲ့ချက်ကလည်းတိတ်ဆိတ်နေတဲ့ညကိုစင်ခဲဖြူခွင်းလိုက်ပါတယ်ကျုပ်တနက်ပြောင်းဝကမိကိုတိတ်တာနဲ့ခေါင်းဆောင်ဝက်ကြီးကလည်းဘေးကိုပြက်လဲကြသွားခဲ့တယ်ခေါင်းဆောင်ဝက်ကြီးလဲကြသွားတာကြောင့်လားဒါမှမဟုတ် ကျေလောင်တဲ့တနတ်တန်နှစ်ချက်ကြောင့်လာမသိကြံဝတ်တီကလည်းလာရလမ်းတိုင်းပြန်ပြေးကြပါရဲ့ရှာမထံကတနတ်ကြီးဖြည့်တန်ကြားရပြီးတာနဲ့တနတ်တန်တစ်ချက်ကလည်းထက်ထွက်လာခဲ့ပြန်တယ်လေအောက်စလိုက်ပြင်းနေကြတဲ့တော်ဝတ်တီဂျားတွေကတော်ဝတ်တကောင်ကလည်းရှိကိုတစ်ချက်လှိမ့်သွားရင်ငိမ့်သက်သွားပြန်တယ်သူကလည်းအချိန်ကြီးငိမ့်သက်တဲ့အထိစောင့်စားပြီးမှအောက်ကိုဆင်းလာခဲ့ပါရဲ့ရှာမကလည်းတနတ်ကိုကြောမှလွှဲလိုက်ပြီးတော့သူပြစ်ထားတဲ့တော်ဝတ်ကိုတွားကြည့်တယ် ိုးပြင်းလိုက်တဲ့တော်ဘက်ကလည်းနေเจ้าကိုတနက်ကြီးမှန်ပြီးတော့သိဆုံးနေရလေဘလို့လဲရမှာမင်းရောဇကောက်အထီသွားလားမထီပါဘူးဗျာဝမ်းပိုက်ကိုမှန်ပြီးတော့တည်သွားတာရှာမကပြောင်းရင်းနဲ့တော်ဘက်ကိုကျွန်တော်ကနေတရွတ်တိုက်ဆွင်းလာတယ်လေကျုပ်ပြထားတဲ့တော်ဘက်ကိုတည်တည်ကြကြကြည့်ပြီးတော့ကိုမန့်ခမားလက်ကအတော်ဖြောက်မှလားဒီနေ့မှတနက်စကင်နေဒီနေ့ပဲပြစ်မဲ့ရဲ့ချက်ကောင်းကိုပြစ်နိုင်တယ် ကိုမရဲ့တနက်စွမ်းရည်ကတော့ပါရမီတစ်မျိုးပဲဗျာတိတ်ပြီးတော့လဲမြောက်နေစမ်းပါလေကွာတက်ကန်းဆန်ဟိုတိုးတာပါအမဟုတ်ပါဘူးဗျာကျုပ်စုအရင်တစ်ခါပြစ်တာချော်သွားတာဗျာ နောက်တစ်ချက်ထပ်ပြစ်တော့မှမှန်တော့ကဲသားပါတော့ဒါနဲ့တောင်းဝတ်နှကောင်လုံးကိုအိမ်ရောက်ထမ်းနိုင်မှာမဟုတ်ဘူးဒီတော့တကောင်စီထမ်းပြန်มาရမယ်အိမ်ရောက်မှနောက်တစ်ခါပြန်လာထမ်းတာပါ ကျောင်းနဲ့ယာမကလည်းຫນွေကြိုးတွေခုတ်ပြီးတော့တောင်းဝရဲ့ခြေနဲ့လက်ကိုကတင်းနဲ့ခြိလိုက်တယ်။ဝါဒလုံးကိုရှို့သွင်းလိုက်ပြီးတော့အိမ်ကိုထမ်းခဲ့တာပေါ့။အိမ်ရောက်တော့ကြံတဲ့ကောင်တွေနောက်တစ်ခေါက်ပေါ့။ကျောင်းနဲ့ယာမကတော့ပင်ပန်းလုံးလာကြကိုလက်ဆေးကြောပြီးအိမ်ရာတန်းဝင်ခဲ့တာပေါ့။တိုင်းတန်းငယ်ထတော့ကွာထတော့အဖေရဲ့တန်းတော်ကျောင်းနဲ့အိမ်ရာကနေနိုးလာခဲ့ပါတယ်။ယာမကတော့ဘလောက်တောင်အိမ်ကောင်းနေမှမသိဘူးမနိုးလာဘူးလေ။တိုင်း ဒီတော့မနှကောင်ကညမင်းတို့ရှားခဲ့တာပေါ့ဟုတ်တယ်ဗျရှားမတကောင်ကျုပ်ကတကောင်ရှားခဲ့တာကျုပ်ရှားခဲ့တဲ့ကောင်ကတော့ဝက်ခေါင်းဆောင်ကြီးဖြစ်မယ်ဗျာသူကအရှိဆုံးကလာတာဟေးဟုတ်လားငါကြည့်ကြည့်စမ်းမယ်အဖေကပြောရင်းနဲ့တော့ဝက်နှကောင်ကိုတီချာကြည့်နေရင်ကြည့်ရတဲ့ရှားနေရလို့ကျုပ်ကတော့ထင်နေဗျာဒါအမင်းတော့ကံကောင်းပြီကွာဘာဖြစ်လို့လဲဖေးရဲ့ဘာလို့ကံကောင်းလာလဲ ဘာလို့ကံကောင်းရမလဲကွာမင်းရလာတဲ့တောဝက်ကတတော်လုံးရဲ့တောဝက်ကောင်းဆောင်ပဲဒီဝက်ရဲ့လေဝိုက်မှာကြပုံပါရင်ပြီးတော့ตาပြောတဲ့ထဲမှာရှေးဆုံးကလာတာဆိုတော့တည်ကြရင်ဒါတောဝက်ကောင်းဆောင်ပဲဟာဟုတ်လားဖေဒါနဲ့တောဝက်ကောင်းဆောင်ဖြစ်တာ ਨੇ ကြုတ်ကံကောင်းလေဆိုတာ ਨੇ ဘာဆိုင်လို့လဲဗျာအဆိုင်တော်ဘောကွာဒီဝက်ရဲ့အဆွဲကတနတ်ဓာလှန်နေပြီးရင်ဒီတော့ဝက်ရဲ့အဆွဲကိုအပေါက်ပေါက်ပြီးမင်းလေမှာဆွဲထားရမယ် အဲဆိုငါသာမင်းကိုဘယ်တနာမှထိခိုက်မှာမဟုတ်တော့ဘူးအဖေပြောပြလာတဲ့အကြောင်းအရာတွေကိုကြားတာကျုပ်တော်ကျင်းနေမိသွားတယ်ဒီလိုတနက်ဓာလန်ပြီးရအဆောင်ရထားပြီမို့ကျုပ်ရဲ့အိမ်မက်တီကိုမြ мян ကောင်းတဲ့ဖော်နိုင်တော့မှာလည်းဖြစ်ပါတယ်ဒါနဲ့ပဲဒီဘက်ရဲ့အဆွေကတနက်ပြီးရဆိုပြီးတော့ကျုပ်ဝက်ကြီးကိုတတ်တော့ကကြီးတောင်နဲ့တက်ခဲ့တော့ဩဒါဒီလိုရှိတယ် ခေါင်းဆောင်ဘက်ကဝမ်မော်ရီနဲ့ပေါင်းသင်းနေထိုင်ပြီးတဘာဝတိုင်းကျူးလွန်ထားရင်အစွမ်းရဲ့အစွမ်းဟာပျောက်ပျောက်နေတဲ့တည်းတားပြစ်လိုက်တော့ကသူ့ရဲ့အစွမ်းအစွမ်းပျောက်နေတဲ့ချင်းဖြစ်ရမယ်အခုကငါသားလက်ထဲရောက်လာပြီဆိုတော့အစွမ်းမပြောက်အောင်နေထိုင်ဖို့လိုပြီဒီအစွမ်းရထားလို့ဆိုပြီးတော့တဘာသူကိုအနိုင်မကျင့်မိစေနဲ့နော်ဟုတ်ကဲ့ပြီကျုပ်အဖေစကားကိုအမြဲနားထောင်ပါပါကျုံနဲ့ပေစကားပြောပြီးတော့ဝက်ဖြတ်တော်မှရာမကလည်းနိုးလာတယ်။ရာမကမျက်နှာတက်ပြီးတော့ ကျူတို့နဲ့အတူတဝက်ဝင်ဖြတ်ပြီးအမေဆောင်နေကတော့ကျူတို့ပြထားတဲ့အသားတွေကိုတီချာချက်နေရလေအသားတွေဖြတ်ပြီးရောလဲကျုံနေရာမကတော့တဝက်သားရောင်းရထွက်ခဲ့တာပေါ့ကျူတို့နေထိုင်ရာအိမ်နဲ့တော်တော်ဝေးဝေးမှာတော့တပြေးပင်ရွာရှိပါတယ်တပြေးပင်ရွာကတော့မုတ်ဆိုးမရှိတာကြောင့်တဝက်သားကလည်းခဏချင်းပါတယ်ရောင်းထွက်ခဲ့ပါတယ်ဒေါနာနီးပေမဲ့ဘာလို့မုတ်ဆိုးမရှိရလဲကျုံကတော့ရှောက်တော့ဆက်ဆူမိပါတယ်ဟုတ်လေကျုပ်တို့ခုလောက်မေးလို့ရမလား ျုပ်စကားဆားလိုက်တော့လေတောမတ်သားတွေကိုရွှေနေရဲ့ဦးလေးကသူ့ကိုကြည့်ရင်းနဲ့မေးလေကလူဘာမေးချင်လို့လဲတခြားတော့မဟုတ်ပါဘူးဗျာဒီဟာကတောနဲ့အနီးပဲမဲ့ဘာလို့မုတ်ဆိုးလို့မလုံးကြရလဲတောနဲ့အနီးရာကဟုတ်ပေမဲ့တောထဲမှာဓမြအဖွဲ့တွေရာမူပေါ့တယ်လို့ရှိနေကြတာဒီတော့တောတဲ့ရင် အမဲပြစ်ဖို့ထက်ကိုယ်အမဲပြစ်မခံရအောင်တော့နိုင်နိုင် ဒါကြောင့်ရွာလူတွေဘသူမှအမဲလုတ်လုတ်ကိုမလုံကြတာ။အော်တီလိုလား။ဒါနဲ့ဒီရွာကိုဓမြတွေရောက်လာကြလား။ရောက်တာပေါ့ငါတူရ။ဦးလေးတို့တလားတစ်ချိန်သူတို့တောင်းတာပေးရတယ်။နှွားဆိုနှွားကျွဲဆိုကျွဲပေးရတယ်။ဒါဆိုဒီတိုင်းငိန်ခံနေကြတော့မှလား။ဒီတိုင်းသာဆက်သွားရင်ဦးလေးတို့ရဲ့ရွာနန္ဒထူတော့မှမဟုတ်ဘူးနော်။อืมอูลีโดเลยมาตัดตาတော့ငိတ်ခံနေရတာပါပဲ ပစ္စည်းတဲ့အသက်ကအရေးကြီးရမလားကွာအဲဒါမဲ့ကျုပ်ကတော့ဒီလိုနေရာထက်တခုခုပြန်လို့ရင်ပိုကောင်းမယ်လို့ထင်တယ်မလုပ်ပါနိုင်ကားတူရာတမျောလုံးဒုက္ခရောက်ကုန်ပါမယ်ကေကေကေဒီမှာဝတ်သားဖို့ဦးလေးကြီးကကျုပ်ကိုဝတ်သားဖို့ကမ်းပေးပြီးတော့အိမ်ထဲကိုပြန်ဝင်သွားတယ်အဲ့ဒီဦးလေးပြောတာလည်းမှန်ပါတယ်ဘသူကများတနတ်တိန်နဲ့ဓမြတွေကိုပြန်ပြီးခုခံရင်းပါလေကျုပ်တွေးကမာယူရဲ့လို့သုံးသပ်မိပါတယ် ကျုံနဲ့ယာမကအိမ်ပြန်ရောက်တာနဲ့အဖေကိုအဲ့ဒီကြောင့်ပြောပြလိုက်တယ်။ဒါတော့ဒီနီးသားကယောရိုင်းလူလိုပါပဲ။လာစဉ်ဆက်ကြည့်ပြီးရတာဟာသူတို့ရဲ့ထုံးစံလိုဖြစ်နေကြပြီ။လောလောဆယ်တော့ဒီကိစ္စကိုတီးတိုင်းထားလိုက်အောင်။နောက်တော့မှအချိန်လေးကြည့်ပြီးတော့တခုခုလုပ်ကြတာပေါ့။အချိန်များကလည်းတလကျော်ကြာခဲ့ပါပြီ။ကျုံတို့ကလည်းဒီအကြောင်းကိုအမှုမဲ့မဲ့နေခဲ့ကြပါရဲ့။ တရက်တော်ကျုံတဲ့ယာမကအိမ်အတွက်ဟင်းစားရှာရင်းနဲ့အမဲပြစ်ထွက်ခဲ့ကြတယ်။ကျုပ်တို့နေနေတော့ကလည်းတနိုင်ခဲ့မြသွားရတယ်လေ။တော်ရိုက်ကဝင်လိုက်တာနဲ့ဒေါ်လီတစ်ချက်ကလည်းဖြူကနေတိုက်ခတ်သွားတယ်။ကျုံတဲ့ယာမကတော့ဒေါ်ကိုဝင်လာပြီးဖြစ်တာကြောင့်တနတ်တီကိုအသိကင်ထားလိုက်တယ်။မျောလင်းမထားတဲ့အန်ဒီယေရီကလည်းအဖက်ဖက်မှာရှိနေခြင်းကြောင့်လည်းဖြစ်ပါတယ်။ကိုမဒီတော့ကတောင်းအောင်ရှာရတယ်နဲ။တော်ဝင်တာနိုင်ွက်ပြီတော့မယ်။ အခုထိအကောင်ငယ်လေးတွေတောင်မမြင်ရသေးဘူးတောင်းမင်းတော့အနေငယ်ကြပြီဖြစ်ပေမဲ့တောင်းကမမြင်ရသေးတာကြောင့်ရာမစီယာထွက်ပေါ်လာတဲ့ညဉ့်ညူတန်ဖြစ်ပါတယ်တောင်းကနှမမနဲ့သေးတာရာမယာခဏလောက်ကြာရင်တော့တွေ့မှာပေါ့မင်းရလဲဆွဲပြောလိုက်တာကျုံပြောလိုက်တော့ရာမကလည်းဘာမှဆက်မပြောတော့ပဲကျုံတော့လိုက်ခဲ့ပါတယ်ရာမဟိုမှာကြီးတကောင်ကအတံမထွက်နဲ့ညင်ညင်လေးနေ ကျောင်းကလည်းမျက်နှာတွေကိုအာယုံဆိုင်စားတောင်းနေတဲ့ဂျင်းငယ်တကောင်ကိုတွေ့တာကြောင့်ရှာမကိုအတံမထွက်စင်းရန်ဟန်တားလိုက်ပြီးတော့ဂျင်းငယ်ကြံကိုတနက်ပြောင်းချိန်လိုက်ပါတယ်။ရှာမကတော့ကျုပ်ရဲ့တနက်ကိုတလဲဂျင်းငယ်ကိုတလဲကြီးလိုက်ရင်ရှိနေတယ်။ကျုပ်တနက်ရဲ့ပြောင်းဝါကမိစားတစ်ချက်ထွက်လာရင်းနဲ့တူဂျင်းငယ်ကလည်းလဲကျသွားတယ်။ရှာမဘာမှကောင်းနေရော။နောက်အန်တရာတခုရှိသေးတယ်။ဂျင်းငယ်ကိုသွားကောင်းရဲ့ပြင်းရဲ့ရှာမကိုကျုပ်ကတော့အန်တရာတခုကိုမြင်လာကြောင့်မသွားရင်ကြားလိုက်ပါတယ်။ ရှာမကအန်ဒီရဲ့ရှိရဆိုတာကြောင့်ဘေဘီကိုတေးချစွာ မျက်စိတဝိုက်ဝှေ့ကြည့်လိုက်တယ်။ဟာဓမြတွေပါလား။ရှာမစီရထွက်ပေါ်လာတဲ့အာမေတိတ်စကားတခွန်းကြောင့်တုတ်ပစ်လိုက်တဲ့ဂျင်းငယ်ရဲ့အနောက်တောရဲကနေဓမြခုနှစ်ယောက်တနတ်ကိုစီနဲ့ထွက်လာကြတယ်။အဲဒီသူတွေကတော့တုတ်ပစ်လိုက်တဲ့တနတ်တန်ကြောင့်ထွက်လာခြင်းဖြစ်မယ်လို့ကြုံနဲ့ထင်မိလိုက်တယ်။ကျုပ်ရှာမကိုကြည့်လိုက်တော့တနတ်ကိုတင်းတင်းစုပ်ကင်ထားရင်မျက်နှာကတင်းမှခက်ထန်နေတယ်။ရှာမမင်းဒီကောင်လေးကိုတတ်ချင်လား။ ။ဖျားဘလို့မေးလိုက်တာလဲကိုမယားကျုပ်ဘဝကို ရိုက်ချိုးခဲ့တဲ့ကောင်တွေကိုတတ်ချင်တာပေါ့။အေးတတ်ချင်တီးကြဖို့လိုမယ်။ဒီကောင်ခုနှစ်ယောက်ကိုငါတို့တိုက်ကြမယ်။မဖြစ်ပါမလားကိုမကျုပ်တို့ကလူနေရောက်တနက်ကနှစ်လက်သူတို့ကလူခုနှစ်ယောက်တနက်ခုနှစ်လက်။ရမမင်းသွေးကြောင်နေလို့လား။ပြောစမ်းမင်းမတိုက်ရဘူးလား။ ျုပ်ကလည်းယာမလက်ကိုဖိကရင်နဲ့ပြောလိုက်တော့ယာမကခေါင်းခါရင်နေတိုက်မယ်ကိုမန့်ကျုပ်ကသွေးကြောင်နေကောင်မဟုတ်ဘူးအေးကောင်းလေရော့ဒီဆောင်မေးဝဲထားငါ့ကိုဘာမှပြန်မမေးနဲ့တနတ်မှလည်းမေးမသေးတော့စိတ်ချကျုပ်ကလည်းကျုပ်လေပင်ကဝက်ဆွေဆောင်ကိုချက်ပြီးတော့ယာမကိုပေးလိုက်ပါရင်ယာမတို့ချက်ပေးတဲ့ဆောင်ကိုသူ့လေပင်မှာဝက်လိုက်ရင်တနတ်ကိုအသက်ပြင်လိုက်တယ်ကျုပ်နဲ့ယာမကတော့ခြေသေးကောင်နားမှာရှစ်သေးသေးလုံနေတဲ့ဓမြရိတန်ကိုချိန်မြထားလိုက်ပါရင် ။ဓမြတွေစိတ်ထင်မှာတော့မိုးဆိုးတယောက်တော့ပြစ်လာရင်ဂျီငယ်ကိုပြစ်ခဲ့ပြီးသူတို့ထွက်လာတာကြောင့်ဂျီသေးကိုမယူတော့ပဲပြေးပြီလို့ထင်ပေါ်ရပါတယ်။အေးလူလူပင်ဂျီကိုဖျက်သူကဖျက်နေရှိတယ်။ကျေလောင်တဲ့တနတ်တန်တဲ့ချက်ကလည်းတောဦးရဲ့တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်ပြန်ပါတယ်။ဓမြခုနှစ်ယောက်ချင်းကနှစ်ယောက်ကလည်းအနောက်ကိုလဲကျသွားတယ်။ဒီတော့မှအကျန်ဓမြတွေကနီးစပ်ရအကာအကွယ်တွေနောက်ကိုပြေးကြတယ်။ရမမင်းညောင်မင်းကြီးနောက်ကိုပြေးစမ်းကွာ ဒီကောင်လေးမင်းတို့ပြင်ငါပြစ်မယ်။ရှာမတယောက်အဆောင်ဝင်ထားတာကြောင့်ကျုပ်ကတော့တစ်ဖက်ပင်ကိုကူးခိုင်းလိုက်တယ်။ကျုပ်ထင်သားလိုပါပဲ။ဓမြတယောက်ကတော့တစ်ဖက်ကိုကူးနေတဲ့ရှာမကိုအကာအကွယ်ကချဖြစ်တယ်။ကျုပ်ကလည်းအခွင့်အရေးကိုလက်လွတ်မခံသူ့ကိုချိန်လိုက်ပြီးတော့တနက်ခလစ်ကိုဆွဲချလိုက်တယ်။ရှာမကိုနေရာပြောင်းခန့်ပြီးဓမြတွေကိုစောင့်ပစ်တဲ့နေနဲ့နောက်ထပ်ဓမြနှစ်ယောက်ကိုရှင်းနိုင်ခဲ့ပါရဲ့။အခုတော့ဓမြနှစ်ယောက်နဲ့ကျုပ်တို့နှစ်ယောက်သာကြံတော်တယ် နှစ်ယောက်နှစ်ယောက်အချင်းကြီးဖြစ်တာမို့ကျုပ်ကတော့တေချာစဉ်းစားနေမိတယ်။တချိန်တော့ဓမြကလည်းပုံွယ်ရံကနေတစ်ဖက်ကအပင်ကိုကူးသွားတယ်။ကျုပ်ကတော့ပြေကွင်းသိမ့်မရှင်းတာမို့မပြစ်တာကကံကောင်းတယ်လို့ထင်ပါတယ်။အဲဒီနောက်ကိုရွှေသူဓမြကိုလည်းရှာမတစ်ယောက်ပြင်လိုက်ချိန်မှာတစ်ဖက်နေရကဓမြတန်ကပြစ်ချင်းကိုလည်းခံလိုက်ရတယ်။ကံကောင်းတာကတော့ကျုပ်ပြီးရဆောင်တော့ဂျီကလည်းရှာမကိုမှန်ပေမဲ့ရှင်းရုပ်တစ်ခုလိုပင်ပြီးအောက်ကိုကျလာတယ်။ရှာမပြင်လိုက်တဲ့ဓမြကတော့ပေါင်ကိုမှန်ပြီးတော့ တဖက်ပင်ကိုမရောက်ခင်ပါရင်လဲကျသွားတယ်လေရှာမကတော့ခက်တိတိပြုံကိုပြောင်းလိုက်ရင်လဲကျနေတဲ့ဓမြကိုရှက်ဆက်စွာချိန်လိုက်ပါရင်ကျဲလောင်းစွာတနတ်တန်တဲ့သူလဲကျနေတဲ့ဓမြရဲ့နဖူးကိုတော့ကြည်တောက်နှိမ့်ဝင်သွားပြီဖြစ်ပါရင်ကိုမက်ခုမတော်ကောင်ပြေးပြီကိုမက်ရှင်းလိုက်တော့ရှာမကတနတ်ကြည်ကောင်သွားနေတယ်မသူကိုတတိပေးလိုက်ပြီးတော့ပြေးထွက်သွားတဲ့နောက်ဆုံးဓမြကိုလက်ညှိုးထိုးလိုက်ပါရင်သူကတော့တက်ကိုဝါအောင်ရှူလိုက်ပြီးတော့ဓမြစီကို ကြည်တောင်ပြစ်သွင်းလိုက်တယ်။ကြည်ထွက်တဲ့နေတဲ့မောင်းရိုက်တဲ့အဆုံးမှာတော့ဓမြကရှိကိုမှောက်ရက်လဲကျသွားပြီဖြစ်ပါတယ်။ကျုံတဲ့ယာမကတော့ဓမြရီမြန်ကြံနေသေးလားအချိန်ကြီးစောင့်ကြည့်ပြီးမကြံချောင်းတည်ကြတော့မှဓမြရီရဲ့တနတ်တီကိုလိုက်ောက်ပါတော့တယ်။ရှားလာတဲ့တနတ်ခုနှစ်လက်နဲ့မူလနှစ်လက်ကိုရှော်တိုးနဲ့စီစီလိုက်ပါတယ်။ဂျီကိုလည်းဥကောင်းကိုဖြက်တောဆောင်တဲ့တွေအတွက်ပါသားလိုက်တယ်။ ကျန်တာကတော့တုံးဝက်ထန်းတယ်လို့ဝါလုံးနဲ့ရှို့ထန်းလိုက်ပြီးတနတ်တီကိုပါဝက်လုံးမှကြီးထားလိုက်ပါတယ်ကျုပ်တို့နှစ်ယောက်ကတော့ညနေမှောင်ရီပြိုးတဲ့ချိန်ကြီးစောင့်ပြီးမှရွာကိုလည်းပြန်ခဲ့ကြပါတော့တယ်တနတ်တီပါတာကြောင့်နေလေနေခင်မပြန်ချင်းလည်းဖြစ်ပါတယ်ကျုပ်တို့အိမ်ကိုရောက်လာတော့ရှားလာတဲ့ဂျီနဲ့တူတနတ်တီကိုလည်းချလိုက်တယ်ငါသားတို့တနတ်တီကဘယ်ရရခဲ့တာလဲဒီလိုပါပဲကျုပ်တို့အမဲပြေတောတက်တော့ဓမြအဖွဲတစ်ဖက်ရောတွေ့တာကြောင့်တိုက်ယူခဲ့တာပါ သားတို့ရဲ့မတီကောင်းမပြောင်းကောင်းသားတို့ဘာဖြစ်သွားကြသေးလဲကျိုးစကားကိုကြားတော့အမေဆောင်းတွေကအဆွေတကြီးမေးရှာပါတယ်ဘာဖြစ်ပါဦးမေးဓမြဖွင့်ကတော့အားလုံးသိကုန်ကြပြီအဲ့ဒါမှငါသားနဲ့ရအောင်ကွာအဖေမင်းတို့တက်ကောင်းယူတယ်ကွာဘောက်ကောင်းယူရလဲဒီမှာတော်သေးလို့ဘာမှဖြစ်ကြတာရှင်းအဲ့တော့ကောင်းယူနေရလားမင်းမသိပါဘူးမိမယာဒီလိုမကောင်းစွာကောင်းတွေကိုတတ်နိုင်ငယ်လို့ ငါသားတွေအတွက်ဂုံယူတာပါငါသားတွေဘလောက်တော်လဲကြည်စမ်းခုနှစ်ယောက်နဲ့နှစ်ယောက်နိုင်လာတယ်ဟိုတော့ကျုပ်ကတော့စိတ်မချတာအမှန်ပဲသူတို့ဓမြအဖွဲတစ်ဖွဲကြသွားလို့ခေါင်းဆောင်ဓမြအဖွဲတွေကကျုပ်တို့သားတွေကိုရံပြုတ်ရင်ဘယ်နဲ့လုံမလဲငါသားတွေလှုပ်တယ်ဆိုတော့ဘသူအသိလို့လဲမိမရစိုးရင်းစရာတခုကတော့သူတို့လက်ခွဲမကောင်းစွာတစ်ဖွဲကြသွားတယ်ဆိုတော့အနာကရွာတွေကိုဒုက္ခပေးမှာစိုးရတယ် အဖေပြောမှတုံးကလည်းဒီเจ้าကိုစဉ်းစားမိရောတယ်အခုမှတော့ဘာမှလုပ်လို့မရလက်လွန်ချက်တော့ဖြစ်ခဲ့ပြီအဖေပြောသလိုတခြားရွာတွေကိုဒုက္ခမပေးပါနဲ့လို့သာဆွတောင်းနေမိတာပေါ့ဒီကိစ္စတွေဖြစ်ပြီးနေရကြဖြစ်ပါတယ်တုံးကတော့အင်းရှိကွင်းပြင်မှာအဖေတင်ပေးတဲ့ဗမာတိုင်းတွေကိုလေ့ကျင့်လျက်ရှိပါတယ်ကိုမကိုမဖျားမအမောတော်ကောင်နဲ့ဘာဖြစ်လာလဲကြားလိုက်လားလားဟာကြားလိုက်တာတဲ့ဆိုရင်ကိုမရ မုဒလာရွာကိုခုညဓမြတဖွဲ့ဝင်တိုက်မဲ့ကြားခဲ့တာ။ဟေးမုဒလာရွာကိုဟုတ်လား။ဒါနဲ့မင်းကဘယ်ရကြားခဲ့တာလဲ။ကျုံနောင်တော်ရွာတည်းတည်းမှာထမ်းရီတောက်နေတော့ဓမြနှစ်ယောက်ထရီမူပြီးတော့ဓမြမှုပေါ်နေတာဗျာ။ထရီမူကျွဲကိုပေါ်မဟုတ်လား။အခုကကျွဲမှာမဟုတ်တာဓမြမှုလေ။ဟေးကွာဘသူ့အိမ်ကိုတိုက်မဲ့ပြောလဲ။အဲ့ဒါတော့ပြောပြကြအောင်။အလုံးထည်ကြီးကြီးဆိုတော့ အင်ကြီးရဲ့ခိုင်းကြီးကိုတိုက်မှဖြစ်လောက်တယ်။ဒါဆိုရင်တော့ဒီကောင်လေးကိုလမ်းမှာဖြတ်တိုက်ရမယ်။ဟာဖြစ်ပါမလားကိုမက်။ကျုပ်သွေးကြောင့်လို့ပြောတာမဟုတ်ဘူးနော်။အချိန်ရပြောတာ။ငါတို့နှစ်ယောက်ဆိုရင်တော့အဆင်ပြေတာမှန်ပေမယ့်မုတ်တလရွာသားတွေပါအကူကြီးတောင်းထားရင်အဆင်ပြေပါရဲ့။ဒါနဲ့ကိုမက်ကျုပ်တယောက်တည်းသွားမယ်ဗျာ။ကျုပ်မှာအဆောင်ရှိတယ်။ဒီကောင်လေးဘာမှမလုပ်နိုင်ဘူး။မဖြစ်ဘူးရမှာမဖြစ်ဘူး။ သူတို့တွေမှာပါရီပါလဲဘသူတွေပါလဲမသိရအောင်အောင်လန်းတက်ကြွသူသာပါရင်အဆောင်လဲကဲနိုင်မှာမဟုတ်ဘူးတားငယ်တားကြီးပြောတဲ့အစီအစဉ်မစိုးဘူးကွယ်တားကြီးကတားငယ်ကိုချစ်ခင်လို့အဆောင်ပေးထားတော့မပြောင်းမပြန့်စေနဲ့အဲဆောင်ကရှားရဲကွာဟုတ်ကဲ့ပြီကြုံပြောက်စင်ရပါဘူးဒါနဲ့ကုန်မဲ့မောဒလာရွာသားတွေကိုစစ်ဖို့ကအခုသွားကြမလားအေးသွားမှာပေါ့ကွာအချင်းရတိတ်မကြံတော့ဘူးဒါဆိုကူပဲသွားကြတာပေါ့ ကျောင်းနဲ့ရာမကလည်းမောဒလာရွာကိုသွားရွာလူကြီးကိုလည်းအကျိုးအကြောင်းပြောပြလိုက်တယ်။အစတော့ရွာလူကြီးကမယုံသင်ခါရှိနေပါရဲ့။နောက်တော့မှမောဒလာရွာသားကိုရောင်နောက်ကိုလည်းကျုပ်တို့တွေရှာပေးပါရဲ့။ကဲဒါတော့တို့ရရဲ့ရှင်ကြီးရာဆုံးကိုရောင်ပဲ။မင်းတို့စကားဟုတ်လားမဟုတ်လားစောင့်ကြည့်နေပဲ။မောဒလာရွာသားကြီးကလည်းသူ့ရသားတွေအတွက်တနတ်တွေထုတ်ပေးနေရမှာတော့ကျုပ်ကတော့တနတ်နယ်လက်ကိုသာယူလာခဲ့ဖို့ပြောလိုက်ပါရဲ့။ တုံမာကလည်းတနက်ခုနှစ်လက်ရှိနေရကြောင်ဖြစ်ပါတယ်။နေ့အခါကိုလို့ညအခါကို ရောက်ခဲ့ပြီဖြစ်ပါတယ်။ဘဝဝလမ်းရောက်အောင်မှာတုတ်ရားမနဲ့တူမောဒလာရွာသား၉ရောက်ကလည်းတစ်ပင်နေတစ်ကိုင်းနေနောက်မှာပုံနေလျက်ရှိပါတယ်။တိတ်မကြခင်မှာပဲရွာမင်းလမ်းကိုဦးတည်လာတဲ့မြင်းခွာတန်းတွေကိုကြားရချင်းနဲ့တူဓမြအဖွဲတအုပ်ကိုလည်းလမ်းရောက်အောင်မှာတွေ့လိုက်ရတယ်။ဓမြတွေကိုမြင်တာနဲ့ကျုပ်ကလည်းအောင်းလုံးကိုအချက်ပေး ျုပ်ကိုရိုင်းကလည်းတစ်ပင်ကိုလုံလုံစွာကွယ်ထားလိုက်ခြင်းကျုပ်စီကလည်းပြည့်စွယ်ချက်ပေးတဲ့အစိုးမှာတော့တနတ်တန်တွေကပလောရိုက်သွားပါတယ်။လာကြီးစွာမြည်ဟေးလိုက်တဲ့မင်းနဲ့ကောင်ရဲ့တန်၊ဓမြရရဲ့ကျေလောင်စွာအောင်ရဲ့တန်တွေကိုလည်းကျုံနာတဲ့ပြည်ပြင်စွာကြားရတယ်။လျှက်ရပြတိုက်ပွဲမှာအနိုင်ရသူကတော့ကျုပ်တို့ပဲဖြစ်ကြပါတယ်။လာရောက်ပွေပွေအောက်မှာကလည်းဟိုနီယာဒီနီယာလဲကြသိဆုံးနေတဲ့ဓမြရတွေကိုတွေ့ရတယ်လေ။ဟေးလူဝင်ဒီကောင်မတည်သေးဘူးဒီကောင်လာကြ မောဒလာရွာသားတအူးထံကပေါ်ထွက်လာတဲ့အတန်ကြောင့်ကျုပ်တို့အားလုံးကလည်းအဲ့ဒီနေရာကိုသွားလိုက်ကြပါလေ။ဟေးအောင်မင်းတို့ကောင်တွေခုတော့အသေးဆုံးနဲ့တည်ပြီးမလားဟမ်ပြောစမ်းပါ။ကိုပြောခမည်းမေအတွက်ဒီကောင်ကိုခမည်းကိုယ်တိုင်တက်ပြ။ဒါမှခမည်းစိတ်ထဲမှာကျေနပ်နိုင်မှာ။မောဒလာရွာသားတအူးကလည်းမသိမရှင်းဖြစ်နေတဲ့ဓမြကိုလည်းနာကြီးစွာပြောဆိုနေရကြောင်းအနာကမောဒလာရွာသားတအူးကဝင်းရောက်ပြောဆိုလာခြင်းနဲ့ဖြစ်ပါရဲ့။ အေးဒီကောင်ငါကိုရိုင်းတတ်မယ်ငါ့ကိုဓာပေးစမ်းအဲ့ဒီကောင်လေးဓာတောင်းတော့အနားမှာရှိတဲ့ရွာသားတအုပ်ကအသိမ့်ပါလိုက်တဲ့မြောင်ကိုထုတ်ပြီးသူ့ကိုကမ်းပေးလိုက်ပါတယ်ဓမြရဲ့ဝမ်းပိုက်ထဲကိုဓမြောင်ကတော့အချက်ပေါင်းများစွာဝင်ရောက်သွားခြင်းနဲ့တူဓမြကလည်းငြိမ်ချသွားပါတယ်ဒီရောက်နောင်ကြီးတို့နှစ်ယောက်ကျေးဇူးကြောင့်ကျုပ်တို့ဒီကောင်လေးကိုတတ်ခွင့်ရတာပါကျုပ်ခမရတို့ကျေးဇူးရမ်းတင်ပါတယ်ရပါတယ်ဗျာ ကျုပ်ကလည်းဓမြဆိုမကြားချင်းလောက်မုံနေဒီကောင်လေးကိုတက်ရလို့ကျုပ်လည်းကြည်နေမိတယ်။ကဲခုတော့ကျုပ်တို့ရွာရဲကသူတွေပြန်ခေါ်ရမယ်။ကျုပ်တို့ကိုရောက်တော့ရွာရဲကိုပြန်ရွာသားတွေကိုခေါ်ပြီးတော့ဓမြတွေကိုအားလုံးရှိမှမီးရှို့လိုက်ကြပါရယ်။ဒီညထပ်ပေါ်လာတဲ့မိဂိုးတွေကတော့မုတ်တလရွာသားတွေအတွက်ဝမ်းသာစရာတစ်ခုလည်းဖြစ်လို့နေပါတော့တယ်။ ပရိသတ်များခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူရဲမင်းထွန်းရေးသားထားတဲ့စာလီတော်မောင်မတ်နှင့်မုဒ္ဒလာရွာသို့ကူညီခြင်းဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။နောက်ဆက်ပေးခဲ့ကြတဲ့ပရိသတ်တဦးတယောက်ချင်းစီကိုလည်းအထူးမင်ကျေးဇူးတင်ရှိပါရယ်ဗျ။ဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကုခတ်မဲဖြစ်ပါရယ်ခင်ဗျာ။